အတို့မဲမိငါပါရှင်မျက်စုခင်မိကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မတ်လ12ရက်နေ့မှာဆိုလို့ရှင်တော့မျက်စုတို့အာပီပေါ့နော် A တွဲကထွက်ပေါ်လာပြီဖြစ်ပါတယ် CHS 23 season ကလည်းစပြီအဲ့ဒီ season နဲ့အတူ Ryan Pass A တွဲကစတင်ပြီးတော့မှ ွင့်လှစ်လာပြီးဖြစ်ပါတယ်အဲ့တော့မျိုးစုတို့ Royal Passport မယ်ဆိုလို့ရှိရင်တော့အဲပုံမှန်အတိုင်းပဲပေါ့နော် UC 360ဆိုရင်လေဗင်50တိဖွင့်လို့ရတယ်ပြီးတော့ရင် UC 920နဲ့ဆိုလို့ရှိရင်ကတော့ level 100တိရတယ်ပြီးတော့ရင် Elite Pass Plus မှာဆိုလို့ရှိရင်တော့ UC 1920နဲ့မျိုးစုတို့ကအဲဒီ level 30အထိပေါ့နော်ဖွင့်လို့ရှိရင်တခါလေးတန်တက်တာမျိုးပေါ့နော်ဆိုတော့ level 100တိရတာဖြစ်ပါတယ်အဲအဲ့တော့မျိုးစုတို့မှာ ဒီဘိုင်ယာပတ်ဘောက်ချာလေးရှိတယ်ပေါ့နော်60ဘောက်ချာလေးရှိရဆိုလို့ရှိရင်920သမားဒီ660ပဲကြာမယ်ပေါ့နော်အဲ့လိုမျိုးပဲ1920သမားဆိုလို့ရှိရင်လည်း60 discount ဘောက်ချာနဲ့ရရှိမှာပဲဖြစ်ပါတယ်အဲ့တော့ Royal Pass နဲ့ Royal Pass Elite Plus ပေါ့နော် Elite Pass Plus ကရကွာချပုံကတော့မြေစုရဲ့မြေစု gaming shop page လေးပဲ pin post လေးမှာတင်ထားပေးပါတယ်ရှင်အဲ့တော့ဒီနေ့မြေစုပြပြချင်တာကတော့ Royal Pass E အတွင်းမှာပါရှိတဲ့ week 1 week 2 affirmation တွေကြောင့်ပြပြမှာပဲဖြစ်ပါတယ်အဲ့တော့မြေစုတို့ buyer pass တဲ့ဝင်လိုက်တယ်ပေါ့နော်ဝင်လိုက်ရင်ပထမအောင်ဆုံးအနေနဲ့ကတော့ new spanish 20 time in classic mode classic mode မှာမြေစုတို့ပတ်တီးကိုအချိန်20ပြည့်အောင်သုံးပြရမှာဖြစ်ပါတယ်ဒါကတော့ week 1 mission ပေါ့နော်ပြီးသွားလို့ရှိရင် travel more than 2000 meter while operating a specific vehicle ဆိုတော့ coupe rp rp vehicle ကိုစီးပြီးတော့မှာမြေစုတို့က meter 2000 ွားပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ we want only မှာပဲ match တဲမှာ minute 60 sorry minute 60ပြည့်အောင် we want only မှာသုံးပြုပေးရမှာဖြစ်ပါတယ်ကုံဆုံးရမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ equip to fire and with full attachment at the same time three classic mode classic mode သုံးပွဲမှာပေါ့နော်အဲဘာလုပ်ပေးရမှာလဲဆိုတော့မင်းတို့ဒီ မင်းတို့ရဲ့ fire m နေကို attachment ညီစုံနေအောင်ပေါ့နော် fire m ဆိုတော့တလက်နှစ်လက်ကို attachment စုံနေအောင်လို့သုံးပွဲတက်ပြရမှာ ဖြစ်ပါတယ်နောက်တစ်တစ်ခုကကြတော့ pick up flagon 3 match with teammate in classic mode classic mode ဆိုပြီးတော့မှာကိုယ့်ရဲ့ teammate နဲ့အတူ flagon ကို၃ချိန်ကောက်ပြရမှာဖြစ်ပါတယ်နောက်တစ်တစ်ခုကတော့ we want only မှာပဲ log into the game on the total of 3 day gain နဲ့ကို၃ရက်ပြအောင်ပြရမှာဖြစ်ပါတယ်နောက်တစ်တစ်ခုကတော့ under office fight home home ဒီတငယ်ချင်းတွေရဲ့ home နေ home နေအောင်အပြည့်အောင်ဝင် င်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ land in any area of stadium rondo rondo ဆိုတဲ့မြေပုံအစ်စ်ပေါ့နော်မြေပုံအစ်စ်မှာစိုက်တဲ့နေရာမှာဆင်းတစ်ခါဆင်းပေးရမှာဖြစ်ပါတယ် rondo မြေပုံကတော့မင်းတို့ဒီမှာသွားလိုက်လို့ရှိရင်ဒီမြေပုံဖြစ်ပါတယ်နော်ဒီမြေပုံမှာစိုက်တဲ့နေရာမှာဆင်းတစ်ချိန်လီဒီဆင်းပေးရမှာပဲဖြစ်ပါတယ် နောက်ထပ်တစ်ခုကကြတော့ win a classic mode match one time while wearing a military vest level 3 level 3 vest ကိုဝတ်ဆင်ပြီးတော့မှ classic mode မှာတပွဲနိုင်အောင်ဆော့ပြရမှာဖြစ်ပါတယ်နောက်ထပ်တစ်ခုကတော့ complete five match with friend in classic mode classic mode မှာကိုယ့်ရဲ့တငယ်ချင်းနဲ့အတူ၅ပွဲပြအောင်ဆော့ပြရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကိုယ့်ရဲ့ teammate ကို gift လိုက်လက်မလေးလေးပေါ့နော်၁၀ချိန်ပေးရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ complete 3 matching classic mode golden dynasty ဆိုတော့မျိုးစုတို့ဒီအခုထွက်တဲ့ event အစ်စ်ပေါ့နော်ဟိုသင်းနာရီ event မှာအဲ့ဒီသင်းနာရီ event ကို၃ဘွဲပြည့်အောင်ဆွပေးရမှာဖြစ်ပါတယ်။ဆိုတော့ဘယ် mode ပဲဆွဆွရတယ်။ဒီမှာ rank ပဲဖြစ်ဖြစ်ဒီ round ပဲဖြစ်ဖြစ်ဒီရဲ့ live ပဲဖြစ်ဖြစ်ပေါ့နော် event ပါတယ် mode မြေပုံစိုက်တဲ့မြေပုံဆွပါ၃ဘွဲပြည့်အောင်ဆွပေးရမှာဖြစ်ပါတယ်။ နောက်တစ်ခုကကျတော့ send space gift to one friend ဆိုတော့ကိုယ့်ရဲ့တငယ်ချင်းတယောက်ကိုလက်ဆောင်လေးတစ်ချိန်ပေးရမှာဖြစ်ပါတယ်အဲ chicken လေးပဲဖြစ်ဖြစ်နစ်စပန်လေးပဲဖြစ်ဖြစ်စသဖြင့်ပေါ့နော်ဘာပဲပေးအားလေးတစ်ချိန်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ pick up car 98 one time in classic mode classic mode ဆော့ပြီးတော့မှ car 98ကိုတစ်ချိန်ကောက်ပေးရမှာဖြစ်ပါတယ်ဆိုတော့ဒါတွေအကုန်လုံးကတော့ weekend mission ရဲ့ RP mission တွေပဲ RP ပေါ့နော် RP point တွေကိုဘယ်လိုပြအောင်ဖြစ်ရမလဲဆိုတဲ့ mission တွေပဲဖြစ်ပါတယ်ရှင်နောက်တစ်ခုကတော့ ဝီတူပါဝီတူမရှင်တွေက RP point တွေဘယ်လိုဖြည့်မလဲဆိုတော့မရှင်တွေကကြတော့ဒီမှာ use syringe system in classroom classroom မဟုတ်ဆိုပြီးတော့မှ syringe စီထုပ်အပ်ကို6ကြိမ်သုံးပြပေးရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ဝီတူဝီတူ only မှာပဲပွဲရီထဲမှာမိနစ်60ကုန်ဆုံးပေးရမှာဖြစ်ပါတယ်။တနားရီပေါ့နော်ဝီတူ only မှာတနားရီချိန်ဆပေးလိုက်ရပါတယ်။နောက်တစ်ခုကတော့ eliminate 10 enemy with assault ရာဖယ်အင်ပိုချင်ကီအီရန်ကင်ကလပ်စင်ပေါ့အီရန်ကင်မှာ AR နဲ့အနမီစေကောင်းပြစ်ပြရမှာဖြစ်ပါတယ်ရှင်နောက်တစ်ခုကတော့ we do only မှာပဲဂိမ်းတွေကို၃ရက်ပြည့်အောင်ပြပြရမှာဖြစ်ပါတယ်နောက်တစ်ခုကကျတော့ဒီ Rondo ဆိုတဲ့ map အစ်စ်ပေါ့နော်မြေပုံအစ်စ်မှာကလပ်စင်ပုံမှာကြိုက်တဲ့နေရာမှာစင်တစ်ချိန်စင်သက်ပြရမှာဖြစ်ပါတယ် နောက်တစ်ခုကကြတော့ pick and smoke grenade in 5 matches in classic mode classic mode ဆော့ပြီးတော့မှ smoke grenade မိကုံးငွေဘုံ၅လုံးကောက်ပြရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ survive for the total of 60 minutes in classic mode classic mode ဆော့ပြီးတော့မှ minute 60အသက်ရှင် ကြံရိတ်ခဲ့ရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ Eliminate Dan Enemy with AKN in Classic Mode Classic Mode မှာ AKN နဲ့ Enemy စေကောင်ဖြစ်ပြရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ Win uh, Win 3 Match Why Worry uh, Helmet Level 3 with Teammate in Classic Mode Classic Mode ဆော့ပြီးတော့မှတငယ်ချင်းနဲ့အတူပေါ့နော် Helmet Level 3ကိုဝစ်ဆင်ပြီးတော့၃ပွဲစက်သားစားပြရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ eliminate 5 enemy with headshot in classic mode classic mode မှာ enemy ကိုခေါင်းကိုထိအောင်လို့၅ခေါင်း ပြစ်ပြရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ Under the Gil Palace Two Time in Classic Mode Golden Dynasty Once on Each Island ဆိုတော့ဒီသဲနာကြီး event ပေါ့နော်သဲနာကြီး event မှာမြေစုတို့ကဆော်တဲ့အချိန်ကြာလို့ရှင်အပေါ်မှာရှိတယ်အောက်မှာရှိတယ် event ကအပေါ်အောက်ဘယ်မှာပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒီမှာအပေါ်မှာတစ်ချိန်အောက်မှာတစ်ချိန်နှစ်ချိန်ဆင်းပေးရမှာဖြစ်ပါတယ်။ ပြီးတော့နောက်တစ်ခုကကျတော့ Eliminate One Enemy Ways ကအရင် Classic Mode Classic Mode မှာစကားအနဲ့တကောင်ပြပြရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ Finishing Top 10 Living One Time in Classic Mode Classic Mode ဆော့ပြီးတော့မှ Living မှာ Top 10ဝင်အောင် တချိန်ပြုလုပ်ပြရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ complete one match with friend in animo ဘယ်မုတ်ပဲဆော့ဆော့ပေါ့နော် arena ပဲဆော့ဆော့ event ပဲဆော့ဆော့ event မပါတာပဲဆော့ဆော့စိုက်တင်မုတ်ကိုဆော့ပါကိုရဲ့တငယ်ချင်းနဲ့အတူတပွဲပြအောင်ဆော့ပြရမှာဖြစ်ပါတယ်။ဆိုတော့ဒါရီအကုန်လုံးကတော့မြေစုလို့အာပီပေါ့နော် CHS23 ရဲ့ Royal Pass Mission Royal Pass A တွဲရေပေါ့နော် Mission Week 1 Week 2ဘယ်လိုဖြစ်ရမလဲဆိုတာလေးတွေကိုပြောပြပေးသွားတာပဲဖြစ်ပါတယ်။အဲ့တော့ UCD Diamond နေ AUK Token တွေဝယ်ခြင်းနဲ့ Royal Pass နဲ့ပတ်သက်ပြီးတော့မှ UC နဲ့ဒီ Royal Pass ကိုဖွင့်ခြင်းနေပေါ့နော်။အပီဖွင့်ခြင်းနေဆိုလို့ရှိရင်လည်းမြစုရဲ့မြက်စု Gaming Shop Facebook Page နဲ့ Telegram မှာစိတ်တိုင်းကြလာရောက်ဝင်နေပါတယ်ရှင်။ season challenge နေအကြောင်းကိုပြပြဖို့အတွက်နောက်ထပ် video လေးတွေမှာ ပြန်လည်ဆုံးပြပါမယ်။မင်္ဂလာရှိသောနေ့လေးဖြစ်ကြပါစေရှင်။